ြည်ပဘုကုံဒီနံထုတ်ကုံများတွင်ပိုးသက်စေတကျွင်းကင်းစင်ရေးနှင့်ပန်းနိုင်ထွက်နှုံရရှိရေးဤပညာပေးဆွေးနွေးပွဲကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှု၍ပြည်ပဘုကုံဒီနံထုတ်ကုံများတွင်ပိုးသက်စေတကျွင်းကင်းစင်ရေးနှင့်ပန်းနိုင်ထွက်နှုံရရှိရေးဤပညာပေးဆွေးနွေးပွဲကိုအောက်တိုဘာ18ရက်ညနေ3:00ခွဲက တောင်ကြီးမြို့စန်းစန်းခမ်းမ၌ကျင်းပခဲ့ပါတယ်။ နီးပညာပေးဆွေးနွေးပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကမြန်မာနိုင်ငံ၏လေယာကဏ္ဍသည် နိုင်ငံတော်၏စားနပ်ရိက္ခာပူလုံရေးနှင့်စီးပွားရေးတိုးတက်မှုအတွေ့အဓိကကြောရိုးတစ်ခုဖြစ်ပါကြောင်းမြန်မာနိုင်ငံ၏စိုက်ပျိုးရေးထုတ်ကုန်များသည်ကမ္ဘာဈေးကွက်တွင်ရှင်းပြိုင်နိုင်ရန်နှင့်ပြည်တွင်းစားသုံးသူများ၏ကျန်းမာရေးကိုကာကွယ်နိုင်ရန်အတွက်ယနေ့ခေတ်၏အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်ပါကြောင်းတီးနံများပန်းနိုင်ထွက်နှုံရရှိရေးသာမကထွက်လာသည့်တီးနံများ ပိုးသက်စေတဲ့ကျွင်းကင်းစင်ရေးအရေးကြီးလာမှုကို တွေ့ရှိရပါကြောင်းတည်နံထုတ်လုပ်မှုတွင်ပြည်ပဖို့ကုန်တည်နံများပြည်တွင်းစားသုံးသည့်တည်နံများပိုးသက်စေတဲ့ကျွင်းကင်းရော့နေသည့်တည်နံများကိုထုတ်လုပ်နိုင်မှသာနိုင်ငံတကာဈေးကွက်မှာလည်းရှင်းပြိုင်နိုင်ပြီးဈေးကောင်းရရှိမှာဖြစ်ပြီးပြည်တွင်းစားသုံးသူအတွက်လည်းဘေးရန်ရဲ့ကင်းရှင်းမှာဖြစ်ကြောင်းတောင်သူများအနေဖြင့်စိုက်ပျိုးရေးနှင့်ပတ်သက်၍စိုက်ပျိုးရေးဦးစီးဌာနမှအကြံပြုချက်များကို လိုက်နာရန်လိုအပ်ပါကြောင်းဆွေးနွေးချက်များကိုသိရှိပြီးပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးကြရန်ပြောကြားခဲ့ပါတယ်။ထို့နောက်ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနပြည်နယ်ဦးစီးမှုဦးချိုနိုင်ထွန်းကဤပညာဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြီးစိုက်ပျိုးရေးဦးစီးဌာနတီးနှံကာကွယ်ရေးဌာနကွဲရုံးချုပ်မှညွှန်ကြားရေးမှူးဦးစော်လင်းမှပြည်ပဖို့ကုံတီးနှံထုတ်ကုန်များတွင်ပိုးသက်စေတဲ့ကျွင်းကင်းစင်ရေးနှင့်ပန်းနိုင်ထွက်နှုံရရှိရေး နီးပညာပေးဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ယူရချက်များရှင်းလင်းပြောကြားခဲ့ပါသည်။၎င်းနောက်တက်ရောက်လာသည့်တောင်သူများမှသိရှိလိုသည့်များမေးမြန်းချက်များကိုတာဝန်ရှိသူများကတက်ဆိုင်ရာကဏ္ဍလိုက်ပြန်လည်ဖြေကြားပြီးအထွေထွေဆွေးနွေးကြရာတောင်သူများမှလိုအပ်ချက်များတင်ပြရာပြည်내ဝန်ကြီးချုပ်ကလုပ်ငန်းလိုအပ်ချက်များအပေါ်တက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။ယင်းနောက်ပြည်내ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည့် အခမ်းအနားတက်ရောက်လာသည့်တောင်သူများအားယင်းနီနီနှုတ်ဆက်ကြပြီးခမ်းမအတွင်ခင်းကျင်းပြသထားသော အသိပညာပေးစာအုပ်များလက်ကမ်းစာဆောင်များတင်ထောက်ကူပစ္စည်းများကိုကြည့်ရှုအားပေးခဲ့ကြပါသည်။ဆက်လက်၍စိုက်ပျိုးရေးဦးစီးဌာနယုံကြုံမှသက်ဆိုင်ရာဘာသာရပ်အလိုက်ပညာရှင်များမှပညာပေးဆွေးနွေးပူချကြပါသည်။အဆိုပါပြည်ပဖို့ကုန်တီးနှံထုတ်ကုန်များတွင်ပိုးသက်စေတတ်ကျွင်းကင်းစင်ရည်နှင့်ဘန်းနိုင်ထွက်နှုံရရှိရေး နီးပညာပေးဆွေးနွေးပွဲတွင် တောင်ကြီး၊ရက်ဆောင်၊ညောင်ရွှေ၊လွိုင်လင်း၊ပင်လုံး၊လင်းခေတို့မှ တောင်သူများ250ဦးတက်ရောက်ကြကြောင်းနှင့်အောက်တိုဘာ18ရက်နေ့၌ကလောမြို့နယ်တွင် ကလော ပင်လောင်ပင်တရာရွာငံရှိတောင်သူများအားဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်ခမညာ။